နမရအောင်သေးပါခင်ဗျာတကုံးကလာတာပါဩဒီသမင်းပေါင်းဖွဲ့မှာပေါ့ခေါင်းဆောင်ပေါ့ပြောမစမ်းဆောင်ဟိုအရောက်ကဟိုပေါ့20ရှိတာပေါ့ဟိုနေဆိုင်တာဝန်ယူထားတာပေါ့နော်အပေါင်းမှာ90ကျော်ပေါ့ကြာမှာပေါ့အဲ40ရငါ90အပတ်ချာလဲပေါ့ဟုတ်ကဲ့အဲ့ဒါတော့ကလေးတွေအာကိုရတာပေါ့အာကိုတချင်းနဲ့လောက်ကြတာပေါ့ကုန်ပိုင်းဝယ်ပြီးတော့ဘာနော်အဲ့လိုမျိုးဟိုတရောင်တက်ညီလက်ညီလေးလောက်ရတာပေါ့စူးစမ်းပြီးလောက်ပြရတယ်။ဒါမှမဟုတ်လင်မမီမန်ကြောက်လို့လည်းနော်။အဆင်ပြေအောင်အားလုံး ကယူဆိုင်ပြီးကလေးအကူညီတောင်းတာတာချူတန်းလုံးကုန်းကြီးလူတန်းနောက်ပေါ့အပီတီအာပီတီဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကျွမ်းမွေးနိုင်တာဒီတဲ့တပိုးကျွမ်းမွေးနိုင်အောင်လဲဆူတောင်းပေးတယ်ပေါ့နော်真的呗，等到你嘛。 စီမံပါလားကျွန်တော်ရာသုံးပန်းကြီးငွေစင်းဥသိဌာနပါစင်ပြေပါရဲ့ဗျဟုတ်ရွှေသက်လေးကကျွန်တော်90သာစင်ပြေပါရဲ့ဟမ်ချက်ပြုတ်တာကျုံမွေးတာစင်ပြေပါရဲ့ဗျကျေးဇူးတင်ပါတယ်လေနော်တူတန်းတဲ့အတွက်အခက်အခဲဖြစ်တဲ့အချိန်မှာတူတန်းပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေနော်ရွှေသက်လေးဟုတ် တော့ကျွန်တော်ကရန်ကုန်ရုံးချုပ်ရှစ်တန်းလင်းရုံးချုပ်ကလာတာပါခင်ဗျဒီမှာလာပြီးတော့ငလင်ဘေးပြည်သူအတွက်ကိုကျွန်တော်တို့ရုံးချုပ်ကနေပြီးတော့စတုတာဝန်နည်းနဲ့လာပါတယ်ကျွန်တော်တို့ရန်ကုန်မှာမှာတဲ့ပစ္စည်းတွေအားလုံးပေါ့နော်ကျွန်တော်တို့ဆန်ရှိမယ်ဆီရှိမယ်ကြက်သွင်ကြော်ရှိမယ်အာလူမျိုးကြက်သွင်ပေါ့နော်အဲ့ဒါတွေကိုဒီမှာ YouTube မှာပေးတယ်ခင်ဗျရောက်ရှိလာတဲ့ဟာကိုကျွန်တော်တို့ကဒီမှာသူ့ပုံစံအတိုင်းအကုန်လုံးစဉ်းစားရတဲ့ဖွဲ့ဝေပြီးတော့ချက်ဖို့စီမံပေးပါတယ်ခင်ဗျဒီနေ့ပေါ့နော်လူဘာဘလောက်တွက်ကိုချက်မယ်ဆိုရင်ဘလောက်ကအပွားနေပြီးတော့တွက်ပြီးတယ် ်အငိမ့်နဲ့လည်းတိုင်ပြီးတော့အငိမ့်ဒါတာတလူရှိပါတယ်ကျွန်တော်တို့ကဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြပြီးတော့မှအကုန်လုံးကိုအော်ဂနစ်ပြန်ချပြီးတော့မှပြန်ပြီးတော့ထုတ်ပေးတယ်ခင်ဗျအခက်အခဲကတော့မရှိဘူးခင်ဗျအားလုံးကသူ့အနေနဲ့သူကပံ့ပိုးပေးထားပါခုလိုပါဝင်ခွင့်ရတဲ့အတွက်ကျွန်တော်တို့လည်းဝမ်းလဲတာပါတယ်ပြောပြလို့မရအောင်လည်းစိတ်ထဲကလည်းပေါ့နော်ကိုကြီးရတဲ့တိုက်လေးလေးရှိပါတယ်ကျွန်တော်တို့ကုမ္ပဏီမိသားစုကြီးအားလုံးပေါ့နော်ဒီတက်မကလှူနေတိုင်းနဲ့မှန်သေးလို့ ဆူတောင်းပါတယ်ဥယျလွင်ပါခင်ဗျာကျွန်တော်တာဝန်ရတာတော့ဝချမ်းကြီးရောကျွန်တော်ထုတ်ပိုးရောအကုန်တာဝန်ကားပါတယ်ခင်ဗျာဈေးဝယ်တာကျွန်တော်တို့ကဒီနေ့ကို၄000ကျွဲညမနက်စာချက်ရတဲ့အတွက်ကြောင့်ကုံကြောက်ကိုတော့ရန်ကုန်နေမှာပြီးတော့ရန်ကုန်နေတိုက်ရိုက်ပို့ပေးပါတယ်လိုအပ်တဲ့ကုံစိမ်းကိုတော့ကျွန်တော်တို့ရဲ့အာဟာဒုကဈေးတက်ကုန်း ဒီတပြေကုန်းစီအကုန်ပြီးတော့ရှာပြီးတော့ဝယ်ရပါတယ်ခင်ဗျာလိုချင်တဲ့အမယ်တွေကိုကျွန်တော်တို့ကမီနူးချင်နေရ2ရက်3ရက်ကြိုပြီးတော့ဒီလာပိုးတဲ့အဖွဲတွေကိုဈေးတဲ့တွေကိုကြိုမာထားပါတယ်ခင်ဗျာချက်ချင်းတွားဝယ်လို့မရပါဘူးပုံမှန်ကပထမဝယ်တဲ့ဈေးတဲ့တော့နောက်ရက်တွေကတော့ဈေးတက်ထားပါပဲခင်ဗျာကြာတာတော့မရှိပါဘူးကျွန်တော်တို့ဝယ်လာတဲ့ပစ္စည်းကတော့တင်းဆဲချိန်မရပါဘူးဗျာဒီထုတ်လို့ရေးဌာနကိုတခါတည်းလှိချုပ်ပြီးတော့တခါတည်းဟိုနေ့စဉ်ပို့ရပါတယ်ခင်ဗျာ ကျွန်တော်ကတော့နေပြည်တော်ရွှေသေးဟိုတယ်ကနေပြီးတော့ကျွန်တော်အထိုင်ပေါ့နေပြည်တော်မှာအလှလှုပ်တိုင်းတော့ကျွန်တော်ကဒီမှာအမြဲပါပါတယ်ခင်ဗျာ။ဩကျွန်တော်တို့ငလင်ပေးတန်ကြောင့်အများပြည်သူဒုက္ခရောက်နေတဲ့နေရာမှာဒီလိုပါဝင်ရတဲ့အတွက်ကြောင့်ဝမ်းလဝမ်းသာပါတယ်သူတို့ဒုက္ခရောက်နေရောအကူအညီရလေးရောက်ပါတယ်ခင်ဗျာအာလူရှင်တွေတွေကတော့ပို့ပြီးတော့လူနိုင်တန်းနိုင်တဲ့အတွက်ကြောင့်ပို့ပြီးတော့ကိုယ်ယူပါတယ်လို့နော်ဒီလိုလူနိုင်ဖို့ဆိုတာမလွယ်ပါဘူးလို့သူတို့လူများစွာလူနိုင်ဖို့ပါမတန်းဥပါရှင်ချွေမျိုးပင်စုပါပါကျမတို့မနေ့ကင်းဆိုရင်၄နှစ်တို့ထရတယ် ဟိုမြင်းမြန်ဆန်ဆန်လေးဖြစ်အောင်ဘောနော်ရှေ့ရဇီဝဲသွားတဲ့လူကသွားတယ်နောက်ပိုင်းကပြင်ဆင်တဲ့လူတွေကပြင်ဆင်ထားတယ်အစင်သင်ဖြစ်အောင်လို့ပေါ့အချိန်မီလေးကျွေးနေအောင်လို့နေ့စဉ်ဆိုရင်မနေ့ကင်းဆိုရင်ပဲပောင်းထမင်းညံကျော်ကြက်ဥကျော်အဲ့လိုမျိုးသုံးဆောင်ဖို့ကစင်နေမြင်ထားပါတယ်။နေညစာကြတော့ညကင်းစာတော့ကြက်သား၊ငပိရေပါတယ်၊အရှင်ရင်ပါတယ်။နေလည်းကင်းစာလေး။နေလည်းကင်းစာညနေကင်းစာကြတော့တကဟင်းချိုဟင်းအဲ့လိုကြက်သားပေါ့နော်။မနေ့ကင်းဆိုငါးတမျိုး၊နေလည်းကင်းစာကြရင်ကြက်သားတမျိုး၊ငပိရေအဲ့လိုမျိုးပါပါတယ်ရှင်။အော်အလင်းမြောင်ဆိုရင် ဒီလိုချက်ပြုတ်နေတဲ့နေကိုညနေခင်းစားသုံးသူတွေမြန်မြန်စားနိုင်အောင်ကျမတို့မြန်မြန်ဆန်ဆန်ပေါ့တော့ချက်တော့ပြူရတယ်ဒီချက်တဲ့လူကတော့ရှောက်ရလူမျိုးမြန်မြန်ဆန်ဆန်လက်ချက်နိုင်အောင်လှုပ်တဲ့လူကလှုပ်ပေါ့အဲ့လိုမျိုးကျမတို့ကဝန်ထမ်းတွေရောအကုန်လုံးချက်ပြုတ်ရတဲ့အတွက်ဒါကြောင့် PT လည်းဖြစ်တယ်လူကိုယ်တိုင်ပါဝင်ရတဲ့အကျိုးအကြောင်းပင်မပင်မ PT ဖြစ်ပါတယ်ရှင်อ๋อဟုတ်ကဲ့ရှင်ချွေတန်လင်းကုမ္ပဏီဒီဝန်ထမ်းတွေအကုန်လုံးတွေ့တာကိုချက်ပြုတ်ရတဲ့အတွက်သူတို့ကုသိုလ်ကောင်းမှုလှုပ်တဲ့အတွက်ကိုကျမတို့ကလည်းလှုပ်အားဒါနအနေနဲ့လည်း PT လည်းဖြစ်ပါတယ်ရှင် ကျေးဇူးလက်တင်ပါတယ်ကျွန်တော်ကတော့ချွေတန်လီကုမ္ပဏီကအထွေထွေမန်နေဂျာဥက္ကမောင်ကြီးဖြစ်ပါတယ်လက်ရှိနေပြည်တော်ငလျေဘေးသစ်ပြည်သူလူထုတွေကိုချွေတန်လီလုပ်ငန်းစု စကိုင်းနဲ့ရွှေမာမိသားစုကနေပြည်တော်အာဟာရဒါနကျွေးမွေးလှူဒန်းရေးအဖွဲ့မှာနေပြည်တော်တာဝန်ခံအနေနဲ့ ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်ရွှေသားလျင်လုံငါစုစကိုင်းနဲ့ရွှေပါမိသားစုအထင်နဲ့28ရက်3လ2025ရက်နေ့ငလီရင်ဘေးတာတင်ခဲ့တဲ့နေပြည်တော်ကငလီရင်ဘေးသည့်ပြည်သူလူထုနောက်ဘုန်းကြီးကျောင်းတိလရှင်ကျောင်းပရဟိတကျောင်းဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေတက်မလို့သောမိသားစုတွေကိုကျွန်တော်တို့ရွှေသားလျင်လုံငါစုအထင်နဲ့31ရက်3လ2025ရက်နေ့ကစပြီးတော့ ကျွန်တော်အာဟာရဒါနတစ်နေ့ကိုနန်းတဲ့စာနေ့လဲစာညစာအင်အားစုစုပေါင်း4000နဲ့4500ကျကျွန်တော်တို့ချက်ပြုတ်ကျုံဝေးလှူဒါန်းနေပါတယ်ကျွန်တော်တို့အနေနဲ့ဒီနေ့လုံသားအင်အား220ဝန်ထမ်းလုံသားအင်အား220နဲ့ကျွန်တော်တို့ထမင်းပေါင်းဦးဆိုရင်နှစ်ဖက်တစ်ဖက်ကို ထမင်းပေါင်းဦးရှင်းဦးနှုံးနဲ့နှစ်ဖက်ဟင်းချက်အဖွဲ့ကနှစ်ဖက် နောက်အထောက်အကူပြုသီနာခုတ်တိလိရှုတဲ့အဖွဲ့ကနှစ်ဖက် နောက်ဦးစေဦးစေဟလာအထွေထွေလုပ်ငန်းတွေတရှိလုပ်ငန်းတွေအတွက်တစ်ဖွဲ့အဲ့လိုဖွဲ့စည်းပြီးတော့အဖွဲ့တွေဖွဲ့စည်းပြီးတော့နေ့လယ်စာညစာကိုညကလေးကနေပြီးတော့နေ့လယ်စာချက်တာမနေ့မိုးလေးတာနဲ့ညနေစာချက်တာစင်ဆက်မပြပေါ့လေနေ့ညကျွန်တော်ချက်ပြုတ်လူရမ်းနေပါတယ်ကျွန်တော်တို့ကောင်တာ၃ခုနဲ့အဲ့ဒီငလေးဘေးသိပြည်သူတွေကိုကျွန်တော်လှူဒန်းမှုဟာဒီအချိန်ကုန်တက်တာပြီးတော့ကျွန်တော်လှည့်များ လွယ်ကူပါတယ် လွယ်ကူမှုပိုရှိတယ်မဟုတ်ရင်ကျွန်တော်တို့ကကောင်တာတစ်ခုတည်းကနေပြီးတော့လှူတဲ့အခါကျရင်အဲလာလှူတဲ့ဒီငလေးဘေးသိပ်ပြည်သူတွေရဲ့အချိန်ကြီးစောင့်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကောင်တာသုံးခုခွဲပြီးတော့သုံးနေရာခွဲပြီးတော့အဲဒီလာရောက်ငလေးဘေးသိပ်ပြည်သူတွေအတွက်အာဟာရဒဏ္ဍာလာရောက်ယူတဲ့အဖွဲ့တွေအနေနဲ့အချိန်ကိုမြန်သွားတယ်နောက်လွေလေးတကူယူသွားနိုင်တယ်ပေါ့အဲဒီအကျိုးကျေးဇူးတော့ရှိပါတယ်ကျွန်တော်တို့အနေနဲ့ချက်ပြုတ်တဲ့နေရာမှာဒီချက်ပြုတ်တဲ့လူအားလုံးကိုကျွန်တော်လက်အိတ်တွေနဲ့ တရှိစွာဆောင်ရွက်ပါတယ်ချက်တဲ့ပြုတ်တဲ့ကလည်းရေသရေနဲ့ပဲကျွန်တော်ချက်ပြုတ်ပါတယ်ဒုနီတူစားပဲနန်းတဲ့တိုင်မှာတတ်မတော်ဆေးအဖွဲကနေပြီးတော့လာပြီးတော့ဆေးဖြန်းပေးတာတို့အာဟာရမိစနာတို့ရှိပါတယ်အာဟာရကိုလည်းပဲအတက်နိုင်ဆုံးတတ်တတ်ရှိရှိနဲ့လာလာဆဆစောင့်နေအောင်ကျွန်တော်ကြီးကြပ်ပြီးတော့အမြင်သာစီမံခန့်ခွဲဆောင်ရွက်ပေးနေပါတယ်အဲ့ဒီငလေးပေးသိပြည်သူတွေအနေနဲ့ရဲ့စကားသားတွေကိုကျွန်တော်တို့နားထောင်တဲ့အခါမှာကျွန်တော်တို့ချိုးသားလီလုံကားစုကချက်မြုပ်ကျူးမွေး လူသားနေတဲ့ဟင်းလျာတွေအတော်များလားအတော်လေးကောင်းပါတယ်အရသာလည်းရှိပါတယ်ယနေ့အချိန်ဒီတော့ကျွန်တော်တို့ဟိုတိုးတာပြူတာနော်မစားလို့မရတာတွေဖြစ်ပေါ်ခြင်းတော့မရှိသေးပါဘူးအဲ့လိုယောဂဗျာကုဆတ်မှုတွေမရှိအောင်လည်းပဲအတက်နိုင်ဆိုအစားအသောက်ကိုတန်တန်ရှင်းရှင်းနဲ့ဟုတ်လားဖြစ်အောင်စီမံကန့်ကွက်ပြီးတော့လုပ်နေပါတယ်ဟုတ်ကဲ့ပါဒီမှာကျွန်တော်တို့ဘွာတော့အဲ့အကုန်ချောင်းနဲ့ပတ်သက်လို့တော့ကျွန်တော်ရောင်းဝါပို့ပေးပါတယ်ကုံစိမ့်နဲ့ပတ်သက်လို့တော့နေပြီးတော့အာဟာရဒုက္ခဈေးရ မျိုးသိမ့်သေးဆိုင်နဲ့ချိတ်ဆက်ပြီးတော့အဲဒီပတ်ဝန်းကျင်အဆိုင်တွေကိုလိုအပ်ပါတယ်တချို့ဟီသီရက်တွေကိုနေပြီးတော့မှရတာကိုကျွန်တော်တို့လယ်ဝေးတို့တက်ကူတို့တွေလိုက်ပြီးတော့ကျွန်တော်စုဆောင်းပြီးတော့ချက်ပြုတ်ပေးပါတယ်မနေ့တမျိုးညတမျိုးဟင်းမထအောင်တော့ကျွန်တော်အတက်နေဆုံးစီမံဆောင်ရွက်ပေးနေပါတယ်ထင်းကတော့ထင်းကတော့ကျွန်တော်တို့ဒါနေ့စဉ်နှီးပါလိုက်ဝယ်တာအခုဆိုတက်ကူတို့လိုက်ပြီးတော့ထင်းနေလဲဝယ်တာရှိပါတယ်အဲကျွန်တော်တို့အဲဒီရောက်ရှိလာတဲ့ကုန်ရှောက်တွေအားလုံးကိုတော့ကျွန်တော်တို့ကဒီ စတူနှစ်ခုနဲ့စတူထဲမှာသိမ်းပြီးတော့တေချာထားပါတယ်အသီးရနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ပေးထားတဲ့တဲမှာလေဝီလေထွက်ရအောင်ရယ်ပျက်စီးမှုအလေလွတ်ရှိမှုမရှိအောင်ကျွန်တော်အသေးချာလေးစီပြီးတော့ထားပေးပါတယ်ကျွန်တော်တို့အဲ့ဒါကတော့ဒီတဲခွေသုံးကတာဝန်ရှိတဲ့ကြီးကြီးအဖွဲ့နဲ့ပေါ့လေမိုးအမိုးကမိုးရွာလာလို့ရှိရင်ချက်ပြုတ်နိုင်ဖို့ညှိနှိုင်းဆောင်ရွက်နေစေဖြစ်ပါတယ်လက်ရှိအချိန်ထိကတော့ဟိုတို့ထိုးပေးထားတဲ့တဲတွေနဲ့တော့အဆင်ပြေပါတယ် လူဒန်းမှုကတော့ကျွန်တော်တို့ လာရောက်ပြီးတော့အလူလာယူရတဲ့ဒီလူတွေကိုတော့ကျွန်တော်တို့ဓမီးတွေခေတ္တကိုမိခိုင်းပါတယ်ဓမီးအသူမဟုတ်တာတို့ဟင်းပျက်စီးမှုရှိတာသူတို့ကိုလည်းမိဆန်ပြီးတော့မှသူတို့ရှိမှာပဲအိုးတွေခွဲတို့တေချာပြေးပြီးတော့ပြေးပါတယ်နော်သူတို့ကိုလည်းပဲဒီမှာဟိုနန်ဒပါပါမိသွားတာတို့ကတော့ကျွန်တော်လောက်ခိုင်းပါတယ်နော်ဘာကြောင့်လဲဆိုတော့ဟိုရောက်သွားတဲ့ခါကျမှကျွန်တော်တို့တဲ့အသူပြေးလိုက်တယ်ဘာညာဆိုဖြစ်မှာဆိုလို့ဒီမှာသူတို့ကိုခွဲဝေပြေးတဲ့အချိန်မှာကို ကျွန်တော်တို့ကမိခိုင်းတာတို့စာကြည့်ခိုင်းတာတို့အဲ့လိုစနစ်နဲ့ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့ကတော့ဒီစတုတ္ထစာကျုံ့ဝဲလူထမ်းမှုတွေကိုစေစက်မပြကျွန်တော်အနေနဲ့ကတော့တောင်းခံနေနဲ့တုတ်ခဲ့ပါတယ်အခုလိုငလေးဘေးသိပြီးတော့ဒီစာဝန်နေရေးပေါ့လေနည်းနည်းလေးအခက်အခဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ရွှေသားလေးလုံငန်းစုစကိုင်းတဲ့ရွှေပါမိသားစုအနေနဲ့လူထမ်းတဲ့အပေါ်မှာတောင်းခံတယောက်အနေနဲ့စီမံခန့်ခွဲပြီးလုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးဝန်လဲတာပါတယ်ဂုဏ်လဲယူပါတယ်ဒီအတွက် လောအပ်ဌာနပေါ့မိသားလောအပ်ဌာနပြုပြရတဲ့အတွက်ကြောင့်လည်းပဲကျွန်တော်ကိုကိုကိုပီတိဖြစ်ပါတယ်နေပြည်တော်ငလေးပြည်သိပြည်သူလူထုကိုအခုလိုကျုံဝေလှူဒန်းခွေပြုခဲ့တယ်ကျုံဝေလှူဒန်းခဲ့တဲ့ရွှေသားလေးလုံကားစုစကိုင်းနဲ့ရွှေပါမိသားစုရဲ့ကိုကျွန်တော်တို့လောအပ်ဌာနအနေနဲ့ပါဝင်လောအပ်ပြီးလုပ်ပေးရတဲ့အတွက်ကြောင့်ကျွန်တော်အနေအားကျွန်တော်နဲ့လောက်ဖို့ကံဖက်အားလုံးကเนาะကျွန်တော်တို့ရွှေသားလေးလုံကားစု မိသားစုအားလုံးကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်